မနွေတိုင်းတပိတ်ချင်းမြို့နယ်ခုနမိုင်ကျေးရွာတဝိုက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစိုးစုကလေကြောင်းပုံးကျဲတိုက်ခိုက်တာတွေနေစဉ်ရက်ဆက်ဒရက်ဆက်ပြုတ်လုံနေတယ်လို့တော်လိုင်းအင်အားစုတွေက MFP ကိုပြောပါတယ်တပိတ်ချင်းမြို့အပေါ်ဝင်တပိတ်ချင်းတွေကစစ်ကန်တွေကိုပြီးခဲ့တဲ့2024နှစ်လယ်ပိုင်းမှာတော်လိုင်းတပ်တွေကတိုင်မိုက်နိုင်ခဲ့ပေမဲ့ခုနမိုင်ရွာနဲ့တွင်းငယ်ရွာအနီးကစစ်ကန်တွေကိုအပြည့်အစုံမသိမ်းနိုင်ပဲကြန့်ရှိနေတာဖြစ်ပါတယ် ခုနမယွာနဲ့တွင်းွယ်ယွာအနီကလက်ကျန်စစ်ကမ်းတွေကိုတော်လန်ရေးတပ်တွေကပိတ်ဆို့ထားရာနှစ်ဖက်ပစ်ခတ်မှုတွေနေစင်နေပါရှိပြီးလက်ရှိမှာတော့စိုးစုကလေးချောင်းကနေအင်အားဖြည့်က ဖောက်ထွက်ဖို့ကြိုးစားလာလို့ယခုရက်ပိုင်းမှာပစ်ခတ်မှုတွေပုံမပြင်းထန်လာတယ်လို့တော်လန်အင်အားစုတွေကပြောပါတယ်။ယခုရက်ပိုင်းတွင်တင်းငွေရာဘက်တိုက်ပွဲငြိမ်နေပြီးခုနမယွာဘက်မှာတော့စိုးစုကလေရင်နဲ့ဘုံကျဲတာ က်နက်ကြီးနဲ့ပစ်တာမြေပြင်ထိုးစစ်တွေဆင်လာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပြီးနှစ်ဖက်အထိခိုက်တွေရှိတယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အထွေထွေအတွင်းရဲမှူးရဲဘော်နေနီကျော်က MP ကိုပြောပါရတယ်။အခုနှစ်မိုင်ဘက်ပေါ့နော်ခုနှစ်မိုင်ဘက်ကိုလေသူတို့ဟိုတနည်းအောင်မှာဘုံနဲ့အဲနှလုံးလာချသွားတယ်ပေါ့နော်ဘုံနှလုံးလာချသွားတယ်အဲလိုသိရတယ်နောက်ပြီးတော့သူတို့လာပြီးတော့ဒီကျွန်တော်တို့ကရုတ်ကျန်းနေမှာရှိတဲ့ရဲဘော်တွေပေါ့နော်အဲ ဘာငါလည်းမှရေရေပေါ်လေသူတို့ဘက်ကနေလက်နဲ့ကြည့်ရင်လည်းလမ်းထူလို့ပေါ့နော်ကျွန်တော်တို့ဟိုရေပေါ်တယောက်တောင်မှအထိကဖြတ်သွားတယ်ပေါ့နော်အဲ့လိုပေါ့နော်သူတို့ဘက်ကနေထိုးစစ်တွေဆင်လာတာရှိတယ်အဲ့တော့အခုသူတို့ပြက်ခတ်ရထားပြီးတဲ့ရက်နောက်ပိုင်းမှမှသူတို့တရားလေးဖြစ်နေတာပေါ့နော်ဆက်ဖြစ်နေရတော့ခုနမိုင်ဘက်မှာတော့နည်းနည်းအချိန်နေပိုဆိုးနေပေါ့တွင်းငယ်ဘက်မှာလောလောဆယ်ငြိမ်နေတယ်ဒါပေမဲ့အမြဲတမ်းနဲ့နေနေရတယ် ရမန်လေးတိုင်းထဲမှာဟောဒါတပိတ်ကျင်းထဲမှာပေါ့နော်တွင်းငယ်9မိုင်နောက်ဟိုမတဲရဘက်မှာပေါ့အမရိယာအရှိချမ်းဘက်မှာလဲသူတို့အာဟိုအားတွေဖြစ်နေလာပြီးတော့တိုက်ခိုက်နေရရှိရကျွန်တော်တို့ရဲပေါ်လေးနဲ့တပောင်စုနဲ့ပေါ့နော်အဲအဲအဲ့ဒီကိုလည်းလာပြီးတော့သူတို့ရန်လိုပြီးတော့တိုက်ခိုက်နေရရရှိရခရမယွာနီးတိုက်ပွဲတွေမှာစိုးစုကနေစဉ်လေးချောင်းပုံကျက်တိုက်ခိုက်နေပြီးဘုံဒီလိုတော်လိုင်းအင်အားစုတွေဘက် ထိခိုက်ကြဆုံးမှုတွေရှိတယ်လို့ဆိုပါတယ်။တိုက်ပွဲကတော့တောက်လျှောက်ဖြစ်နေတာပေါ့လေ။ရှေးလ9ရက်နေ့တည်းကတိုက်ပွဲကဟိုဘက်ကပြန်စစ်ကြောင်းထိုးလာတယ်။ဟိုဘက်ကမနာဘူးဖြစ်နေတာလို့မြေပြင်ရဲဘော်တို့ကပြောပါတယ်။တပိတ်ချင်းမြို့နယ်ခရမိုင်ကျေးရွာအနီးမှာစေအုစုရဲ့စခါတာနှစ်ခေါစစ်အခြေခံလေ့ကျင့်တက်ကြောက်ကြီးမေးပညာတက်နဲ့တွင်းငယ်ကျေးရွာအနီးမှာတတက73ခေါ်စစ်တက်တမ်းမြစ်လေ့ကျင့်ရေးအကြောင်းတွေ တင်းယူဖို့ကြံရှိနေရဖြစ်ပြီးအဲ့ဒီတက်သေးကနေစုပ်စုကလေးချောင်းပြစ်ကူအောက်ကိုနဲ့ခုခံနေတယ်လို့စင်ကူမိုးကုံနဲ့တပိတ်ချင်းနဲ့မြို့သိန်းစကန်ဒိတ်တိုက်ပွဲတွေကနေခက်ပြေးတဲ့စုပ်စုနဲ့ယူတွေကလည်းအဲ့ဒီခုနှစ်မိုင်းနဲ့တွင်းငယ်ရွာနေကလက်ကျန်စကန်တွေတဲ့ပြေးဝင်ခိုးအောင်ကခုခံနေတယ်လို့ဆိုပါတယ်တိုက်ပွဲတွေတွင်စိုးစုကလေးချောင်းပုံကျဲတယ်လို့မြေပြင်ကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်နေရကြအောင်အနီးဝန်းကျင်ကျေးရွာဆက်ရကျော်က ပြည်သူတွေထွက်ပြေးနေရတာရှစ်လကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။ဇော်စုကတွင်းငယ်ရာကိုရွာလုံးကျွနေပါမီးရှို့ဖျက်ဆီးသလိုရညာဦးကြီးရွာကအင်ချီ40ခန့်ကိုလည်းပြီးခဲ့တဲ့လအတွင်းဒရုန်းနဲ့ပုံကျက်ကမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်ခံရခြင်းနေရင်တွင်းရှိနေပါက ရေရောက်ခန်းဘုံကိုကျင်းနဲ့နေရင်ထူးထူးရှိတဲ့အခန်းတွေပုံကိုပါဇဝဲလိုမျိုးအကာအကွယ်ရဝင်ပြီးဥကောင်းကိုလက်နက်ဖက်နှုတ် ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါသတင်းပေါက်နဲ့အဝေးဆုံးပါလေပါ